မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေစဉ်သတင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျမကတော့နေစဉ်ဒုချသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆမ်းမယ်ဖြစ်ပါတယ်။ဒီနေ့ရရှိထားတဲ့သတင်းချက်လက်တွေရဘာကန်ဒေတာကိုဆက်သွယ်ထားတဲ့လမ်းပိုင်းတစ်ခုမှာ CA တင်မာနေတယ်လို့သိရှိရပါတယ်။ ဖကန်ဒေတာကိုဆက်တွေ့ထားတဲ့လမ်းကြောတစ်ခုဖြစ်တဲ့ကချင်ပြည်နယ်အင်းတော်ကြီးဒေတာနမ်မွန်ညောင်ပင်လမ်းကြောတလျှောက်မှာဒီကနေ့မွန်ရွယ်ပိုင်းကစစ်ကောင်စီနဲ့ကြားရီပူပေါင်းအဖွဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိထားရပါတယ်။လေကြောင်းနဲ့နိုင်ဝက်ချားတခါဘုံကျဲတိုက်ခိုက်နေပြီးဟိုပင်ဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့လည်းသိရှိထားရပါတယ်။ဖကန်ကိုတက်တဲ့နောက်ထပ်လမ်းကြောတစ်ခုဖြစ်တဲ့မိုးကောင်းဖကန်လမ်းပိုင်းမှာတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့ရင်းအားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက် အများပြည်သူလမ်းကြောသွားလာခွင့်ကိုပိတ်ပင်ထားကြောင်းလည်းကြားသိရပါတယ်။မူကောင်းအခြေဆိုင်စစ်ကောင်စီတပ်စကခ3ခန်းနေတက်လာတဲ့အင်အား600ကျော်ဟာမူကောင်းကားမိုင်းလမ်းကြောအတိုင်းစစ်ကြောင်းထိုးလာတာကြောင့်စီးရီးတင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့စီးရီးနဲ့နီးဆက်တဲ့သတင်းရင်းမြစ်တွေကပြောပါရတယ်။ပြီးခဲ့တဲ့မက်လနောက်ပိုင်းကစပြီးမူကောင်းဖက်ကန်လမ်းပိုင်းမှာစစ်ကောင်စီလက်အောက်ခံဝါရဇုတ်ပြည်သူစစ်အဖွဲ့နဲ့စစ်ကောင်စီတပ်တွေစီးရီးလှုပ်ရှားမှုရှိခဲ့တဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါရတယ်။ ဒါအပြင်ကြီးရွာကိုမိရှုဖျက်ဆီးခဲ့ပြီးအရတားပြည်သူတွေကိုလည်းစစ်ကောင်စီစစ်ကြောင်းတွေကဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တာဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့စစ်ကောင်စီဘက်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အတွက်နှစ်ဖက်အဖွဲ့ကလမ်းကြောတွေကိုရဲအကန့်အသတ်မရှိဖျက်ဆီးသွားလာခွင့်ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေရလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတို့အနေနဲ့ငင်းကလေးကြီးမားစွာလှုပ်ခတ်မှာဖြစ်ကြောင်း TikTok ကနေတဆင်မဟုတ်မမှန်သတင်းအမှဖြန့်ဝေခဲ့သူဆိုပြီးစစ်ကောင်စီက John ဆိုတဲ့အကောင့်ပါရှင် Jumo တဲကိုဖမ်းဆီးထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။ April 23ရက်နေ့မှာမြင်းငလင်ကြီးမစွာလုခတ်မယ်ဆိုပြီးသတင်းဖြန့်ဝေခဲ့တဲ့ Jumo တဲဆိုသူကိုစစ်ကောင်စီက April 22ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဘင်းလက္ခဏာပညာကိုအသုံးချပြီးပြည်လူထုကိုထင်အောင်ထင်မှားဖြစ်စေဖို့ရည်ရွယ်ချက်နဲ့မြင်းငလင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့တော်လိုင်းရေးအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok အကောင့်ကနေတစဉ်ရေးသားဖြန့်ဝေခဲ့တဲ့အတွက် အရေးယူပါမယ်ဆိုပြီးသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရသူဟာ2021ခုနှစ်မှာလည်းစစ်အာဏာရှင်ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့အတွက်ဖမ်းဆီးထောင်ချခြင်းခံရဖို့ဖြစ်ပြီးအသက်မပြည့်သေးသူဖြစ်တာကြောင့်မန္တလေးမြို့မှာရှိတဲ့လူငယ်ထိန်းသိမ်းရေးတင်နန်းကျောင်းမှာထိန်းသိမ်းဆောက်ရှောက်ချင်းခံခဲ့ရတာကနေ2023ခုနှစ်ဇွန်လမှာပြန်လည်လွတ်မြောက်လာခဲ့လို့ဖြစ်ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်တို့အားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။